ငန်းရအောင်မင်္ဂလာညချမ်းပါ2025ခုနှစ်အော်တိုဘာလ16ရက်ထူးခြားသတင်းလေးများကိုကျွန်တော်တင်ပြပေးပါမယ်ပထမသတင်းတစ်ပုဒ်အနေနဲ့ဒါသတင်းတစ်ပုဒ်အနေနဲ့ဆိုသတင်းတွေကိုမြန်မြန်ပြောမယ်ဗျာဘာဖြစ်လို့ဆိုတော့သတင်း30ချက်တွေလည်းပြောချင်သေးတယ်အဲထူးခြားသတင်းတွေကဟိုရေးကြီးထူးခြားဆေးရထူးခြားသတင်းလေးကိုအရင်ပြောမယ်အဲ့ဒါပဲသတင်းလဲဆိုတော့တီဘောပေါ့နော်အဲတီဘောမြို့အဲတီဘောမြို့ကိုတက်မတော်ကအပြေကထိန်းချုပ်လိုက်တယ်အဲထိန်းချုပ်လိုက်ပြီးတယ်ဆိုရင်လည်းဆက်ပြီးပြောလို့တာက ထွေးအုံယုံရဲစခန်းဟိုတယ်မြေစင်းယုံအချင်းထောင်နော်နောက်လူနေအိမ်တွေကိုဒါစုတ်ခွာထွက်ပြေးတယ် TL အကျန်းဘတ်တောင်းကျန်းသူအဖွဲ့အဖွဲ့ကမိရှုဖျက်ဆီးသွားတယ်တန်းလေး6နာရီမှာမိငိမ့်တက်တဲ့အတွက်မိငိမ့်သွားတယ်လူသိရတယ်ဒါကထုံးစံတိုင်းပဲနော်ကြောင်းမဲညိုလည်းမိရှုပြီးထွက်ပြေးတာပဲနောက်ကျိုလည်းမိရှုပြီးထွက်ပြေးတာပဲနောက်ဂုံးထိပ်တရာမိုင်းခွဲဖျက်ဆီးတယ်ကျင်းစီတရာမိုင်းခွဲဖျက်ဆီးတယ်ဒါတွေခင်ဗျားတို့အားလုံးသိပြီးသားပါနော်သိပြီးသားအာဒါအဲ့တော့မကြခင်ရပိုင်းမှာဘာဖြစ်လာနိုင်လဲ မန္တလေးလာရှိုးကားလမ်းမကြီးဟာပြန်လဲပွင့်လင်းသွားနိုင်တယ်ပြည်တော်စုလမ်းမကြီးကုံသွေးလမ်းမကြီးဖြစ်တဲ့အဲမန္တလေးတည်ဦးလွင်နောင်ချိုကြောင်မဲတီဘောလာရှိုးမူဆဲလမ်းမကြီးဟာပြန်လဲပွင့်လာနိုင်တယ်ပြည်တော်စုလမ်းမကြီးပြန်လဲပွင့်လာနိုင်တယ်ဒါနောက်ဆုံး30ချက်ပဲပြန်ပြီးတိုက်ရမယ့်မြို့တွေပြောမယ်ဆိုရင်တော့မဖြစ်နေတိုက်ရမယ့်မြို့တွေကမူဆဲဆိုရင်105မိုင်စကန်တိုက်ကိုတိုက်ရမယ်နော် နိုင်ကိုတိုင်မဲ့စကမ်းဖြစ်တယ်။ဘာဖြစ်လို့ပြည်အောင်စုလမ်းမကြီးပြန်လဲပွင့်ဖို့အတွက်အဲဒီနေရာတွေပြန်ပြီးတိုက်ဖို့လိုအပ်တယ်။နော် KIA စကမ်းဆိုရှမ်းပြောင်းမှာနတ်ဖက်ကာကိုတိုက်ဖို့လိုအပ်တယ်။ KIA စကမ်းနော် TLA နေရာတွေဆိုရင်နန်းခမ်းနော်နံမတူနံဆန်းနော်ဒီမျိုးတွေပြန်ပြီးမဖြစ်မီပြန်ပြီးတိမ့်ပိုက်ဖို့လိုအပ်တယ်။ဒါကရှမ်းပြောင်းအခြေအနေကိုကျွန်တော်တခါတည်းပြောပြတာ။ဒါဘာဖြစ်လို့ဆိုတော့သတင်းလေးတော့ကျွန်တော်မြန်မြန်လေးပြောခြင်းလို့ သတင်းလေးကိုမြန်မြန်ပြောလိုက်မှနော်ဒါပူပြီးရှင်းသွားမှာဒါကတော့ဒီဘောမျိုးကိုတက်မလို့ကအဲသိမ်းပိုင်ရရှိပြီးတော့နောက်ထပ်ရှမ်းမြောက်ဒေသမှာတက်မလို့ကတိုက်ခိုက်သိမ်းပိုင်မှာတက်ဒီအဲနေရာတွေအများကြီးကြံသေးတယ်အဲနော်စစ်တိုက်တယ်ဆိုတော့ဘယ်လောက်ပဲနိုင်တယ်ပဲကြောပြောကျွန်တော်တို့ကဝမ်းသာတာရှိတယ်လို့ဝမ်းနေတာလည်းရှိရတာပဲနော် နေရာတစ်ခုကိုတရားဖို့တိုက်တိုက်ခိုက်တယ်ဆိုတော့အသက်သွေးရွှေမြောင်းရွာဆိုတာပေးပြီးအတိုက်ခိုက်ယူရတာဖြစ်တယ်နော်မြေကြီးတွေအကုန်လုံးကနော်တက်မလို့သားတွေကချွေးတွေသွေးတွေနဲ့ရင်းပြီးမှမြေကြီးတက်လက်မှ ရဖို့အတွက်ချွေးတွေသွေးတွေပေးပြီးမှရတာဖြစ်တယ်။အဲ့တော့မြန်မာနိုင်ငံရဲ့မြည်သည့်မြေကြီးမဆိုเนาะတန်ဖိုးရှိပါတယ်။တက်မတော်သားတွေရဲ့အသက်သွေးချွေးနဲ့ရင်းပြီးမှဒီမြေကြီးကိုရရှိတာလေဆိုတော့နားလည်ဖို့လိုအပ်တယ်။ဒါကကျွန်တော်တို့တီဘောချင်းတွေကိုတင်ပြပေးတာပါ။အဲ့တော့မိုးကုတ်ပေါ့မိုးကုတ်ချင်းတွေမိုးကုတ်ချင်းတွေကတော့ဒါဖော့တော်လန်းဆောင်တင်းပြီးတော့ဒါညောင်ကုန်းဆက်တိုက်တယ်ဆက်တိုက်မကြခင်မှာပဲမိုးကုတ်လည်းခင်ဗျားတို့နိုင်ငံတော်ရဲ့အချုပ်ချာအာဏာကအောက်ကိုရောက်ပါ နော်အများကြီးဘလို့ viewer တွေနဲ့တိုက်တယ်ဘလို့တိုက်ပါတယ်ဒါကကျွန်တော်ဟိုပြရှင်းမပြချင်ဘူးနော်တိုက်ပါတယ်ဆိုမှရှင်းမြနော်ဟိုစစ်တိုက်တဲ့ viewer မျိုးရှိရှိတယ်ဗျာဟိုပုံသဏ္ဍာန်ရငကပတ်တိုက်စစ်ရှိတယ်ရောင်ပြတိုက်စစ်ရှိတယ်သူတက်မတော့ကကြိုက်တဲ့ senior viewer သုံးပြီးတိုက်လိမ့်မယ်အဲ့ဒါကျွန်တော်မပြောတော့ဘူးနော်ဘလို့ပဲဖြစ်ဖြစ်အချိန်တိုင်းနိုင်ငံတော်ရဲ့အချုပ်ချာအာဏာအောက်ကိုမိုးကုံးမျိုးပြန်လဲရရှိမယ်ဆိုတော့ခင်ဗျားကောင်းတဲ့ကိုထည့်တာနော်အဲ့ဒီ message လေးကျွန်တော်ပေးလို့နောက်တစ်ခုကဘာလဲဆိုတော့ သူပြောများနေတဲ့နေကန်စကန်ကဘာလုံးတော်စကန်လို့လည်းခေါ်တာပေါ့နော်ဟိုတိုက်ပွဲဖြစ်ပွားနေတာကဒီမီတာ600လောက်အတွင်းမှာနေကန်စကန်ကိုရဖို့အဝေးရွယ်ဟောလိုပါသေးတယ်ရစရာလည်းမရှိဘူးမင်းကတပ်မတော်ကနေဝိုင်းတွင်းနဲ့ချပြီးတဲ့လက်နက်ခဲရနေရလဲစကန်အဖွဲတွေအကုန်ရရှိတယ်အဒီနေ့ဆိုရင်17လောင်း16လက် နော်ဒီနိုင်ငံခံစခန်းမှာထပ်မံတက်မလို့ကသိသိရမိတယ်အဲ့တော့နိုင်ငံခံစခန်းကိုရပြီးတော့ဘာလို့ဟိုတောခုသွားတဲ့ဘာလဲထက်မြက်ဆိုတဲ့ကောင်းလားဘာလားလူမှုကွန်ရက်မှာကိုရှောက်ပြီးရေးပြီးတော့ဒါဟိုရှင်းပြမစားဝါခံများဇင်ခေါ်ပြီးတော့ဒီကောင်တွေအချက်သိခါလည်းမရှိဘူးနေသားနိုင်ငံเจ้าမှာဘာမှသတင်းလည်းမသိဘူးနော်ကျွန်တော်တို့ကအခုကျွန်တော်တို့ပြောရတဲ့ဆိုတာအဲ့စကန်းနဲ့အဲ့လိုဒိုင်ရိုက်ဖုံးချိတ်ပြီးဖုံးကြောပြီးမှကျွန်တော်တို့အဲ့တည်ရင်ကိုတိတိကျကျကျွန်တော်တို့ကရေဝီးမှပြောတာနိုင်ငံစကန်းကိုရောက်ဝေးလို့တည်းရောက်ဝေးနော် လျှောက်ပြီးဟိုပါဇက်ရတဲ့ခံပြီးလျှောက်ပြုံးနေနော်ဒီနေ့12လောင်းလျှောက်လိုက်ရတာကိုကျွန်တော် Telegram channel မှာကြောစွာ Telegram channel မှာတင်ပြပေးတာတယ်သွားကြည့်အဲ့မှာလောင်းနေတဲ့ဒီနော်နိုင်ငံစကန်အဲ့တော့နိုင်ငံစကြရဲဆိုတဲ့စကဂျင်းထဲတဲ့သူများဂျင်းထဲတဲ့ဟာဒီလေယုံမနေနဲ့ဟောဒါစီးသတင်းမှာဆိုရင်ဒါလောလောဆယ်ပေါ်ကြီးကြီးမားမားဖြစ်တဲ့နေရာဆိုလို့တတိသုံးနေရာပဲရှိတာပေါ့နော်တီဘောရဲ့အဲတီဘောကိုမြန်မာတပ်မတော်ကပြန်လဲရရှိတဲ့ တင်းရဲ့နောက်မိုးကိုတင်းရဲ့ဒါနဲ့ဤကံစကံတင်းဘောတော့သူကြည်စီမမစီတင်းဆိုတော့ဒါတွေပဲအဲဒီနေ့ရှိပါတယ်နောက်ထပ်တစ်ခုကတော့ဘာလဲဆိုတော့ဟိုရှူ NG ပေါ့နော် NG ဆိုတော့သူတို့ကတော့ဟိုပြည်ပြေးအဖွဲ့တွေ NND ကနေတောက်ခုတ်ပြီးတော့နိုင်ငံခြားထွက်ပြေးတဲ့အဖွဲ့တွေပေါ့ပြည်ပြေးပေါ့နိုင်ငံရေးစာဖားကြီးတွေပေါ့ဒီနိုင်ငံရေးစာဖားကြီးတွေ NND ကနေ NG ဖြစ်လာတယ် ဒီနိုင်ငံရေးစပိုင်းကြီးကိုဘယ်သူတွေကကိုးကွယ်လဲဆိုပြည်တွင်းကဘာမသိညာမသိနိုင်ငံရေးဝန်ဆောင်မရှိတဲ့ကောင်တွေနိုင်ငံရေးနှဖားချိုးထိုးခမ်းကောင်တွေပြည်ရဲ့အမိခံထားပြီးဒီကောင်တွေသကိုးတို့များလှုပ်ရှားတယ်เนาะဒီကောင်တွေကကိုးကွယ်တယ်ဒါနဲ့ဟိုတကယ်တမ်းလက်ရှိအခြေအနေမှာဒီ NUG ဆိုတဲ့နိုင်ငံရေးစပိုင်းကြီးတွေဟာအဲ့ဒီနိုင်ငံရေးစပိုင်းကြီးတွေဟာဒီလက်ရှိမှာသကိုးတို့များဖြစ်နေတဲ့ NUG ဗဒက်ဗဒက်တွေကို PDF တွေကိုနိုင်ငံရေးရအလကောက်ကာကွယ်ပေးနိုင်ခြင်းမရှိဘူးတန်တမာရေးရအရလည်း အကာအကွယ်ပေးနိုင်ခြင်းမရှိဘူးအထောက်အကူပြုနိုင်ခြင်းလည်းမရှိဘူးအဲ့တော့ပြောမယ်ဆိုရင်တန်တမာရေးရစစ်ပွဲမှာလည်း NUG ကရှုံးနေနေတယ်ပြပြသားသားရှုံးနေတော့တော်တော်ကိုစုပ်ပြက်စင်းပြက်ရှုံးနေနေတယ်ဘာလို့ဆိုတော့ဒီနေ့ပြုလုပ်တဲ့ NCA ဆွေးဝဲဝဲကြီးကြီးမနေ့ကပြုလုပ်တဲ့ NCA ဆွေးဝဲဝဲကြီးကြီးနိုင်ငံတကာတန်တမာရေးရဝဲကြီးကြီးเนาะဒီနောက်တော့ပြည်တွင်းကဒီ PDF ရဲ့စီးရေးရှင်နေကိုပဲကြီးကြီး2024အစနှစ်စနဲ့အခု2025 နှောင်းမိုင်းနေတော့အခြေအနေကနော်ပြောင်းပြန်လန်တဲ့အနေအထားမျိုးတိစီးရေးအခြေအနေနိုင်ငံရေးအခြေအနေကအဖက်ဖက်ကနေရှုံးနေနေတာကိုကျွန်တော်တွေ့ရမယ်အန်အူဂျီတွေကနော်ဗရက်တွေကိုယ်ကိုယ်အားထားလောက်တဲ့လူတွေတကောင်းမှမဟုတ်ဘူးဆိုတာကိုတက်စီပြလိုက်ပြီးဖြစ်တယ်အော်နော်ဒီအန်အူဂျီတွေကိုကိုယ်ကိုယ်ပြီးလုံနေတဲ့ကောင်းတွေသခိုးတို့မြလုံနေတဲ့ PDF တွေလည်းမကြခင်နောင်ထမရရင်တော့အချိန်နိုင်ရင်သွားမှာပဲနော်သွားမယ်လမ်းတလမ်းပဲရှိပါတယ်နော်ဒါတော့မပြောတော့ပါဘူး NCA မှာမပါတဲ့လက်နက်ကင်တွေပေါ့နော်။ဘာပြောလဲဆိုကျွန်တော်တို့အတန်တွေမပါတဲ့ကောင်ကျွန်တော်ပါတဲ့အခါတွေမပြောဘူး။ပါတဲ့ဟာတွေဘာလို့မပြောရလဲဆိုဟိုပါတဲ့လူတွေကအဲ့မှာရုပ်သံပရင်သတင်းတွေမှာအမျက်တက်နေပါတဲ့လူတွေပြောတဲ့ဟာတွေတော့အကုန်လုံးဟိုပြောနေကြနော်။ဒါဟာဟိုဟိုပြောအလုံးလဲတီးပြီး NCA ဆိုတာကတော့အလုံးသိနေတဲ့ကိစ္စပဲနော်။အဲ့တော့ဖြစ်နိုင်တာကိုတောင်းပါမဖြစ်နိုင်တာကိုမတောင်းပါနဲ့။ဒါတမလို့ကဝေဦးဦးစီးချုပ်ကစကားယူရှင်းရှင်းလေး ပြောလိုက်တာပါเนาะဖြစ်နိုင်တယ်တော့မဖြစ်နိုင်တယ်တော့မတော့ပါနဲ့အဲ့တော့ကျွန်တော်ပါတဲ့လူတွေကြောင်းတော့မပြောတော့တက်ရောက်တဲ့သူတွေတော့အသီးသီးပြောကြသွားတာတွေရှိတယ်မပါတဲ့တဲ့ရဆို KNU စောတာနီဘာတွေပြောလဲအာစောတာနီကသူဖြစ်ရှင်တာတွေသူပြောတာပေါ့ဟာဟိုပြောမယ်ဆိုစစ်တပ်ကနိုင်ငံကြီးတွေကိုပြန်သွားမယ်လို့ဖတ်တဲ့နိုင်ငံတိဆောက်မယ်လို့လုံသမျှကိုတာဝန်ယူရမယ်လို့ဒါမျိုးတွေပြောတာပေါ့အဲ့တော့ကျွန်တော်ပြောမယ်တက်မရောဟုတ်ပြီလုံသမျှနဲ့တာဝန်ယူရဖတ်တဲ့တရားငန်နဲ့တိဆောက်မယ်နိုင်ငံကြီးတွေကိုလည်းပြန်သွားမယ်နော်နိုင်ငံကြီးတွေကိုလည်းဝင်မပါတော့ဘူးကဲသူနေရာသူပြန်သွားမယ်ဒါဆိုမင်းတို့ KNU ကဘာလုံးပါလဲကကျွန်တော်မီးတယ် မေကုံးပြတ်ထုတ်ပြီစောတာနီဘာမေကုံးဖြေမလဲဘာမှဖြေစရာမရှိဘူးဒီကောင်တွေကတော့လက်နက်ကင်တခိုးတို့များဘောကဓမောနဲ့ဒီတဘုံလှုပ်ပြီးဆက်ပြီးဒီကောင်တွေကနေမယ်အစစ်တပ်ကကျတော့ဟိုသွားပါလို့ဟိုပြန်ပါလို့ဒီသွားပါလို့ဒါလှုပ်ပါလို့ဖရဲလှုပ်ပါလို့ဟာဒီကောင်တွေကတော်တော်စောင့်ရှောက်ရှုံးပြေတဲ့ကောင်တွေနော်တတော်စောင့်ချက်တည်တုံးတဲ့ကောင်တွေကိုကဘာလုံးမဲငါတို့ကတော့တဘုံလက်နက်ဆွတ်လွတ်မယ်နော်အလင်းဝင်မယ်လက်နက်ဆွတ်လွတ်မယ်ဒီလက်ကင်လမ်းစဉ်ကိုလုံးဝဆွတ်လွတ်လိုက်တော့မယ်အလင်းဝင်မယ်အဲမင်းတို့တပ်မတော်သားကြီးလဲ င်းတို့ကိုယ့်နေရာကိုပြန်ကြတော့ဒုနိုင်ငံမှာစစ်ပြီးပြီမင်းလုံရဲလားလုံလေအဲ့လိုပြောလေငါတို့ကိုလုံးနိုင်တာကိုအရင်ပြောလေဟိုတကူကြတော့ဘာမှမလုပ်ခွင့်နဲ့ကိုကြတော့လက်နဲ့ကင်ပြီးတော့နော်ဟိုသဘုံထပြီးတော့လုံးချာလှုပ်ပြီးတော့ဟိုစစ်တပ်ကြတော့မင်းနိုင်ငံရေးဟိုသွားလိုက်တော့မင်းစစ်တမ်းရောက်ပြန်လိုက်တော့သူဖတ်တဲ့နိုင်ငံတိဆောက်ပေးပါတော့လုံသမျောက်တောင်းယူပါတော့ဟာခင်ဗျာအဲ့လိုမြန်မာမြန်မာပြည်မှာမြန်မာငင်းငိုင်းလို့ရတာမလွယ်ဘူးတော့ဒါကြောင့်လည်း180 90ကြာအောင်ပါပဲဒီလိုကောင်မိုးတွေနဲ့ကြာအောင်ပါနောက်တော့100လည်းကြာသွားနိုင်တယ် နော်နှစ်တရာလည်းကျွန်တော်ထင်ဆိုရင်ကျွန်တော်တို့ဟိုဖိုးကြီးဖြစ်တဲ့အထိကိုကြာဝါနိုင်နှစ်တရာလည်းကြာဝါနိုင်တယ်ဘာဖြစ်လို့ဆိုတော့ဒီလိုကောင်းနေကြောင်းအဲ့လိုစောတာနေလို့လို့ကောင်းနေကြောင်းနော်အဲ့လေကိုကြတော့ဘာလုံးမယ်ဆိုတော့ပြောသူများကြတော့ဟိုသွားပါဒီသွားပါလုံးနေနော်အဲဒီသဘောငင်းငင်းရရတော့တည်နေတိုင်းပဲဟိုကျွန်တော်တို့ဟိုကျွန်တော်ရဲ့ငင်းငင်းယူဆပါနော်ဒါကတော့ကိုယ်ယူဆကိုပြီးတော့ရှင်းရှင်းလေးပဲငင်းငင်းလို့ခြင်းလားကွာကြီးငင်းငင်းရအောင်ဘယ်လိုလုပ်လိုက်လဲနော်ဒူရောက်ကွာစကြည့်ပြီးတော့ဘယ်လိုလုပ်လိုက်သိလားနျူကလ িয়ার ဘုံကျဲရတာ ဘာဖြစ်လို့လဲငြိမ်းချမ်းရေးရချင်လို့ကျေးလိုက်တာလေအမေကဒီသဘောပဲငြိမ်းချမ်းရေးလိုချင်နေဆိုရင်မငြိမ်းချမ်းတဲ့ကောင်တွေကိုနူကလီးယားဘုံးကျဲပြရတယ်ဖြစ်နိုင်အငြိမ်းချမ်းသောတခါလဲပြီးရောပြည့်ရောနော်ကျွန်တော်ဒါကကျွန်တော်ယူဆကျွန်တော်ပြောတာနော်နောက်ထပ်ဒါကတော့ဒါငြိမ်းချမ်းတဲ့ပတ်သက်လို့ကျွန်တော်မြင်ကျွန်တော်ယူဆကျွန်တော်ပြောတာပါနောက်ထပ်သတင်းတော့အေအေပေါ့နော်အေကစေးချင်နေအေကိုတိုက်မယ်ဆိုရင်နော်ဟိုဖေးနောင်မင်းသားကြီးတော့နော်ခွာကျိတ်တလိတန်လွဲလန်းလीဒါရခိုင်ဦး ฉีดက်ပြီးတော့သိမ်းယူတာဗောနော်ဟိုဘိုးတော်ဖျားလက်ထက်တော့တော့ဒါဒီဘရောင်းတောင်ကုန်းလမ်းကနေတောင်ကုန်းကနေဂျခိုင်ကိုฉีดက်သိမ်းယူတာဗောနော်အခုဟိုနော်ဟိုပိုချုံမူမြောင်းလိုက်ဗောတော့မတော့ယာယီသမရလက်ထက်မှာရခိုင်ကိုဘလို့ฉีดက်သိမ်းယူလဲဒါသိစိတ်ဝင်ကစားဖို့ကောင်းတယ်နော်လက်ရှိနေထားမှာရင်ဆိုင်တိုက်ပွဲဖြစ်တဲ့နေရာတွေကအုတ်ချစ်ပင်တောင်ကုန်းလမ်းညောင်ကျိုးစကံအမ်ဘရန်လမ်းနိုင်ကန်စကံ ကြောက်ဖြူပေါ့နော်ကြောက်ဖြူမှာဒါဆိုအေးရရှင်းထုတ်ခံနေရကြောက်ဖြူမှာကင်းစင်တလောင်ဖြစ်သွားအေးနောက်ရခိုင်ကနေကန်းတက်တိုက်မဲ့သူကြီးကြီးလေးစစ်စင်ရင်းနဲ့ကန်းတက်ပြီးတော့ရသေးထောင်လောက်ကိုရှိတက်ကန်းတက်ပြီးစတဲ့တိုက်ခိုင်းနိုင်တယ်အဲ့ဒီအင်အားကလည်းသိမှမဟုတ်နော်အင်အားသင်္ကန်းလောက်ရှိမယ့်အင်အားနဲ့တိုင်းမှာအဲ့တော့တကယ်ရခိုင်စစ်စီစတော့မယ်ဆိုရင်လက်ရှိတက်မတော့ကောက်ကွေးဦးစီးချုပ်လည်းဖြစ်ယာယီသမရလာလည်းဖြစ်တဲ့ဘုံကြီးမင်းအောင်လည်းဘေးတော်မေးတရားကြီးလို့တိုက်မှလာဘိုးတော်ဖရားလို့တိုက်မှလာဒါကျွန်တော်တို့ကစောင့်ကြည့်တော့မှာဖြစ်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ကြောစောပါ